်မင်္ဂလာပါဒီနေ့မှာတော့ငလင်ဖြစ်ပြီးနောက်ကောင်းမှုခြင်းအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ငလင်ကြီးတွေဖြစ်ပြီးနောက်လူအများစုမှာကောင်းမှုခြင်းဟန်ချက်မထိန်နိုင်ခြင်းပြုအံ့ခြင်းစိတ်ဖြစ်ခြင်းစတဲ့လက္ခဏာတွေခံစားရတတ်ပါတယ်အထူးသဖြင့်စိတ်ဖိစီးမှုများသူများနဲ့အသက်ကြီးသူများမှာပိုးဖြစ်များပါတယ်ဒီလိုကောင်းမှုခြင်းကို post acquired disease syndrome လို့ခေါ်ပြီးနားအတွင်းပိုင်းနဲ့အုံနောက်အာရုံကြောစနစ်ထိခိုက်မှုကြောင့်ဖြစ်တာပါဒီဗီဒီယိုမှာဆိုရင်ဘာကြောင့်ဖြစ်ရတာလဲ လက္ခဏာတွေကဘာတွေလဲဘလို့ကုသမလဲဘလို့ကာကွယ်မလဲစတဲ့အချက်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီယောဂရဲ့အဓိကလက္ခဏာတွေကိုအစင်းစင်းကြည့်မယ်ဆိုရင် အဖြစ်အများဆုံးလက္ခဏာတွေကတော့နံပါတ်1ခေါင်းမူခြင်း အထူးသဖြင့်ခေါင်းလှုပ်ရှားလိုက်တိုင်းဥပမာအိယာကထားတဲ့အခါခေါင်းကိုဟိုဖက်ဒီဖက်လှဲတဲ့အခါတွေမှာပုံမှုတက်ပါတယ်နံပါတ်2ဟန်ချက်မထိန်နိုင်ခြင်းလမ်းလျှောက်တဲ့အခါရောက်ရခက်ပြီးဒရင်တရင်ဖြစ်နေတတ်ပါတယ်နံပါတ်3 ပြိုအံ့ခြင်းခေါင်းမူးလွန်းလို့အစာတောက်ပြက်တာပြိုအံ့တာတွေပါဖြစ်နိုင်ပါတယ်အခြားသောလက္ခဏာတွေအနေနဲ့ကတော့အမြင်အာရုံဝါးတာနားဥတာ အာရုံစူးစိုက်မရတာတွေဖြစ်တတ်ပါတယ်ယောဂလက္ခဏာတွေကဘလောက်ကြာတယ်လဲလူအများစုမှာရက်တက်တစ်ပတ်အနည်းငယ်ခန့်နှစ်ပတ်ကနေ လေးပတ်အထိကြာနိုင်ပြီးတချို့မှာလပိုင်းအထိကြာနိုင်ပါတယ်ဖြစ်ပွားရသည့်အကြောင်းရင်းများဒီလိုကောင်းမှုချင်းဘာကြောင့်ဖြစ်ရတာလဲအဓိကအကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင် နံပါတ်၁နာတွင်းပိုင်းပြဿနာ vestibular system ဆိုတာခန္ဓာကိုယ်ရဲ့ဟန်ချက်ထိန်းစနစ်ဖြစ်ပါတယ်။ငလင်ကြောင့်ဥကောင်းကိုခါရမ်းလိုက်တာကြောင့်အတွင်းနာထိခိုက်ပြီးအုံနောက်ကိုမှားယွင်းသောအချက်ပြမှုများပိုလွတ်ပါတယ်။ဒါကြောင့်ခေါင်းမူခြင်းဟန်ချက်ပြက်ခြင်းဖြစ်ရတာပါ။နံပါတ်၂အုံနောက်အာယုံကြောထိခိုက်မှုငလင်လှုပ်ချိန်မှာဥကောင်းကိုရုတ်တရက်လှုပ်ရှားမိခြင်းကြောင့်နာအတွင်းကပုံဆောင်ခဲများရွေ့ကြသွားပြီးခေါင်းမူစေတဲ့ပြဿနာဖြစ်ပါတယ်။ နံပါတ်3စိတ်ဖိစီးမှုနဲ့အေးရပြက်ခြင်းငလင်းဖြစ်ပြီးနောက်စိတ်ဖိစီးမှုများခြင်းအေးရမဝခြင်းကလည်းအုံနောက်ကိုထိခိုက်စေပါတယ်။နံပါတ်4ရေတက်ခန်းချောက်ခြင်းငလင်းအချိန်မှာရေတောက်နေခြင်းအန်ခြင်းကြောင့်တွေးပေါင်ကြပြီးခေါင်းမှုနိုင်ပါတယ်။ဒီလိုခေါင်းမှုခြင်းကိုဘယ်လိုကုသမလဲ။မိမိတို့အိမ်မှာလုပ်လို့ရမယ့်အိမ်တွင်းကုထုံးတွေကတော့ Apple Maneuver ဒါကနားအတွင်းပိုင်းကရွေးသွားတဲ့ပုံဆောင်ခဲတွေကိုပြန်နေရာချပေးတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ပုံမှန်ကြည့်နိုင်ပါတယ်။ နောက်တစ်ခုကတော့ brand of exercise ဒါကအိယာပေါ်မှာဘေးဆောင်အနေထားနဲ့လုပ်ရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။လုပ်နည်းကိုပုံမှန်ပြထားပါတယ်။လေ့ကျင့်ခန်းတစ်ခုလုံးအတွက်လုပ်နည်းဗီဒီယိုကိုနောက်မှထည့်ပေးထားပါတယ်။နောက်တစ်ချက်ကတော့ရေများများတောက်ပါ။တစ်နေ့ကိုရေ3လီတာခန့်တောက်ပါ။နောက်ပြီးအနားယူပါ။အေးရေဝအောင်အိပ်ပါ။ဒါရီလုပ်ပြီးလို့မှမတက်တာရင်တော့တင့်တော်သောဆေးဝါးကူတာမှုခံယူဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ မိဘုံချုပ်အနေနဲ့ပြောရမယ်ဆိုရင်ငလင်ဖြစ်ပြီးနောက်ခေါင်းမူးခြင်းဟာအချိန်နဲ့အမျှတက်တာသွားမဲ့ပြဿနာဖြစ်ပါတယ်။ဒါကြောင့်အရန်ကြီးမစိုးရိမ်ပါနဲ့စိတ်ရှိပါလိုအပ်ရင်ဆရာဝန်နဲ့ပြပါရေများများတောက်ပါတနိုင်မြစိတ်ဖြစ်စီမှုနဲအောင်နေပါဟုတ်ကဲ့ဒီနေ့လာဒီလောက်ပါပဲနောက်ထပ်သိချင်တာတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာပျော်ရွှင်ပါစေနောက်ဗီဒီယိုတွေမှာပြန်